နိုင်ငံတော်အစိုးရဥဆောင်ပြီးတော့အေးချောင်းကျိုးပန်းဆောင်ဝင်နေတတ်မတော်ကျေးဇူးတင်မဟုတ်လားခင်ဗျားတို့အကာပေါ်ပြီလားကျေးဇူးတင်မူမမနဲ့အစိုးရလို့ကြောင်ပြောမယ်ဗျာဟုတ်လားမူမမနဲ့အစိုးရတက်ကွာတွန့်ထွက်လိုက်ဒီလိုဖြစ်အောင်နော်ကျွန်တော်ဗုဒ္ဓဘာသာဒီထေရဝါဒထုံးကားတဲ့ဒီနိုင်ငံကြီးဟာအေးချမ်းဖြစ်နေကြဖြစ်နေကြတဲ့ကာလကနေပြီးတော့အဲ့ဒီအဖွဲ့အစည်းတစ်ခုကဒီကောက်ပွဲမှာမဲတွေခုတော့ဗျာနော်မဲတွေခုလာ အများကြီးခိုးတာနော်အဲ့တော့ဒီမှာတောင်ရှိတဲ့အဖွဲ့အစည်းတွေတတ်မတော့နောက်ပြီးတော့ကျွန်တော်တို့နိုင်ငံရေးပါတီတွေပေါ့သူတို့ကဝိုင်းပြောတယ်မလို့ပါနဲ့26ကြေကြီးတယ်ဒါပြင်မှာဆိုပြင်မပေးဘဲနဲ့အတင်းလွတ်တော်ခွန်ပဲဖြစ်တော့လွတ်တော်ခွန်ဒီဆိုကတတန်းဆက်သွားပြီအဲ့တော့တက်ကနေပြီးတော့သူ့မှာတာဝန်ရှိတယ်ကျွန်တော်တို့ရဲ့ဖွဲ့စည်းမှုခြေခံဥပဒေရတက်ကဝင်ပြီးတော့ထိမ့်ပေးလိုက်အဲ့တော့မကျင်တတ်တဲ့ကလူတွေကဟိုဖွဲ့ပြေးကြတော့ခိုးကြပါကြနဲ့ အခုလိုမတိမငြိမ်ဖြစ်တဲ့ကာလအောင်ပြောက်ခဲ့ဒီတိုင်းဆက်သွားရင်ကောင်းလားကောင်းမလားကောင်းမမစားရတာကောင်းလားကဲကောင်းမမရတာကောင်းမလားတို့ကနေရှားပါတာကောင်းမလားဟလာတားရခွဲမရရခွဲဒီကောင်မောင်တွေကပြောက်တခွဲနေကြရတာကောင်းမလားခဲရတော့ဒီမှာကွဲတင်မှာကွဲမှာတကယ်နေရာတွေမှာခလေးတွေကြောင်းမတက်ရဘူးလေဟုတ်တယ်မလားကြောင်းနေပိတ်ထားတယ်အခုကြောင်းမဲလို့တီဘောလို့တတ်မလို့ကပြန်သိနေမိရှုသွားတယ်သူတို့ တို့ကြောင်းနေရှိတော့ကျွန်တော်ယုံနေမရှိတော့ဘူးယုံနေကျွန်တော်ပြန်ဆောင်ခလေးစာမတင်အောင်ကိုတော့ကျွန်တော်တို့စာမတင်တာတက်တက်ပဲပြင်းလို့မတင်တာနော်လေထဲမှာဝါသနာပါလို့မတင်တာတိုးတော်လေအဖေကအမျော်မျော်ရှိပြီးတော့ကြောင်းထားပေးလို့ကျွန်တော်တို့စာတင်ခွင့်ရခဲ့အခုကဒီလိုမဟုတ်ဘူးခလေးတွေစာတင်ခြင်းနဲ့တင်ခွင့်မြအောင်ဖြည့်ဆည်းရတယ်ဒီလိုအကျံပဲအန်ဒရယ်ဆိုတာနိုင်ငံတိုင်းကမှရှိတယ်ရှိတယ်လားဗျရှိတယ်ဘူးနော်ရှိဟုတ်တယ်မလား ဲ့တော့ရှင်းဘွားကြီးကအေးအေးချမ်းချမ်းဖြစ်ဖို့လိုတယ်အဲ့လိုအေးအေးချမ်းချမ်းဖြစ်ဖို့ဆိုတာကဘာနေဖန်တီးနိုင်လဲရွေးကောက်ပွဲရဖန်တီးနိုင်တယ်ဟုတ်ပလားရွေးကောက်ပွဲရဖန်တီးအခုတမတော်ဆွေရကဒီအချိန်လေးရအောင်ထိန်းလိုက်ရတယ်သို့တော်လည်း तू ကဒီလိုအေးအေးဆေးဆေးဖြစ်တဲ့အချိန်လေးကိုပြန်လည်ဖန်တီးပေးတယ်တော့တော့တမတော်ကြည့်ခဲ့ဒီဒီဘက်ကယူစီလိုပါတော့ကရွေးကောက်ပွဲဆိုရင်ချပေးရွေးကောက်ပွဲဖြစ်တယ်ဆိုရင်ဒီပြိုင်နဲ့ခုန တောင်ညာလူတို့တဘုံတို့ဘာတို့ညာလို့ဆိုတာကဘေးရောက်သွားပြီခွန်းတို့ခင်ဗျားတို့ကိုတတ်ချင်တိုင်းတတ်လို့မရဘူးခင်ဗျားတို့ကိုလာတတ်လို့ရှိရင်သူဒီတမန်အကြံဖက်မဟုတ်တော့နိုင်ငံတကာအကြံဖက်ဖြစ်သွားဘဲမသွားမြဘဲမလာမြကြိုက်တဲ့နိုင်ငံဘောင်းဆိုရင်သူ့ကိုဖမ်းလို့စီးလို့ရတယ်ဒါခင်ဗျားတို့နားလည်အောင်ကျွန်တော်အထူးကြိုးပြောတာနော်အဲ့လိုဖြစ်သွားပြီဟုတ်လားခင်ဗျားတို့အလုတ်ကန်ခွန်းသားနဲ့ပွင့်လာဖို့ဘာတွေဖြစ်လာဖို့ညာတွေအကောင့်တွေဖြစ်လာဖို့ဆိုတာရွေးကောက်ပွဲရရည်ကြည့် ကျွန်တော်ပြောတာမဲဆွယ်စကားမဟုတ်ဘူးเนาะဘယ်ပါတီမဲပေးပါပြောတာမဟုတ်အဲ့တော့နံပါတ်1ကရွေးကောက်ပွဲကိုခင်ဗျားဖြစ်မြောက်အောင်ဝိုင်းပြီးတော့အားပေးရမယ်အဲ့ဒီရွေးကောက်ပွဲကိုလည်းတကယ်တရားပြတာတဲ့ရွေးကောက်ပွဲဖြစ်အောင်နိုင်ငံတော်ကစီစဉ်နေနိုင်ငံတကာကနေတက်တည်တက်ခရရီခေါ်ပြီးတော့တက်တည်ရှေ့မှာလုပ်ပြဒါဆိုရွေးကောက်ပွဲကအောင်ပြသွားမယ်